ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတွင်းမှာအလုံးစုံကောင်းကျင်းကံနဲ့တိုးတက်ခြင်းတွေရှိတယ်။မိမိလိုရာစံတတ်မှန်သမျှပြည့်စုံမယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတိုးတက်မယ်။ပြည့်ရွယ်သူများစမ်းပွင့်မယ်။အခက်အခဲအလုံးကိုပြေလည်ပြီးကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရှိမယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။15ရက်နေ့မှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းကံနေကြုံမယ်။16ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းဘုရားတိုးတက်ခြင်းကြုံမယ်။18ရက်နေ့မှာ မထင်မှန်ဖြစ်ပြဿနာဟောင်းနေပြန်ဖြေရှင်းရတဲ့တဲ့စိတ်ရှုပ်ရတဲ့တဲ့အစင်းတော့ဖြေသွားမှာပါဆက်ရှိရဲ့နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုမှုတွေအစဉ်ပြေမယ်စမ်းဖွဲ့မယ်16ရက်နေ့မှာအပြောင်းလဲတွေရှိမယ်ရည်မှန်းချက်အောင်မြင်မယ်ဘဝတွတ်တဲ့20ရက်နေ့မှာငွေကြေးကလုပ်ငန်းကထူကောင်းပြီးတွတ်တဲ့21ရက်နေ့မှာရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်စိတ်ရှုပ်ရမယ် ဒီတပတ်တာကာလအတွင်းဂျာသာပတိနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောင်းချန်နေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တည်ရှိတတ်တဲ့၃နှစ်ကိုးကနန်နေ့ကျိုးပေးတဲ့အပြာရောင်အနီရောင်ကျသွေးရောင်တို့ကို သုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုဆေးဝါးအာဟာရလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်။